မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်စစ်ရေးသတင်းကတော့ကိုကက် MNDA နဲ့အပြစ်ရထားတဲ့ဆိုတော့လေစစ်ကောင်စီကရှမ်းမြောင်နဲ့ရှမ်းတောင်မှာစစ်ရင်အားများကိုအကြီးအကျယ်ဆက်လက်ချဲ့ထွင်နေပြီးတော့ရိတ်ခါနဲ့လက်နက်ခဲယမ်းများကိုလည်းအဆက်မပြတ်ဖြည့်တင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တရုတ်နိုင်ငံရဲ့ဂျောင်းဝင်စစ်ဆေးမှုနဲ့ဇန်နဝါရီလ16ရက်နေ့ကနေစတင်ပြီးတော့ကိုကက် MNDA နဲ့စစ်ကောင်စီတို့ဂျားမှာယာယီအပြစ်ခတ်ရက်စဲတယ်လို့တရုတ်နိုင်ငံသားရဲ့ဝင်ကြီးဌာနကကြေညာခဲ့တယ်လို့သိရပါတယ်တရုတ်နိုင်ငံကလက်ရှိနေရာမှာပင် နှစ်ဖက်အပြစ်ခတ်ရဲဆဲထားတယ်လို့ကြေညာထားတော့လဲစစ်ကောင်စီနဲ့ MNDAA ဘက်ကအပြစ်ခတ်ရဲဆဲရေးနဲ့ပတ်သက်ပြီးတော့တရားဝင်သတင်းထုတ်ပြန်ကြေညာခြင်းမပြုကြဘူးလို့သိရပါတယ်။ဒါပေမဲ့စစ်ကောင်စီကဇန်နဝါရီလ18ရက်နေ့ကနေဇန်နဝါရီလ22ရက်နေ့အထိရှမ်းမြောက်ဒေသနဲ့ရှမ်းတောင်ဒေသကိုစစ်အင်အားများဆက်လက်ပေးပို့နေပြီးတော့လက်နက်နဲ့ရိတ်ခါများလည်းအဆက်မပြတ်ဖြစ်တင်းလျက်ရှိတယ်လို့သိရပါတယ်။အထူးသဖြင့်ရှမ်းမြောက်ဒေသမိုင်းရယ်နဲ့တန်ရမ်းမှာရှိတဲ့စစ်ကောင်စီတပ်များကိုအင်အားလျှော့ချခြင်းနဲ့တပ်ဆုတ်ခွာခြင်းများလုံးဝမရှိဘဲစစ်မှုထမ်းတပ်သားများနဲ့ ထုံထုံအင်အားများကိုစစ်ရဟယင်များနဲ့ဆက်လက်ပြီးတော့ပို့ဆောင်ခြင်းလက်နက်နဲ့ရိတ်ခါများကိုရဟယင်များနဲ့ပို့ဆောင်ပေးခြင်းများကိုဆက်လက်ပြုလုပ်နေစေဖြစ်တယ်လို့သိရပါတယ်။ရှမ်းမြောက်ဘက်မှာတက်ရုပ်သိမ်းတာတက်တွေဆုတ်ခွာခိုင်းတာဒီအပိုင်းမှာလုံးဝမရှိပါဘူး။မိုင်းရဲနဲ့တိုင်ရန်ဘက်ကိုစစ်မှုထမ်းတင်တန်းစစ်နေနဲ့ထုံထုံအင်အားတွေကိုပုံမှန်ရဟယင်နဲ့ပေးပို့နေတာတွေပဲရှိပါတယ်။ရိတ်ခါနဲ့ခရယန်တွေကလည်းဆက်လက်ပြီးတော့ပေးပို့နေစေဖြစ်ပါတယ်။ရှမ်းတောင်ဘက်မှာကတော့တက်အင်အားပို့ပြီးတော့ပို့တာများပါတယ်။မိုးပြဲကွင်းဆိုလို့ရှိရင်ဇန်နဝါရီလ22ရက်နေ့တရက်ထဲမှာတင်အား300လောက်ပို့တာရှိပါတယ်။ ဲ့ဒါကစစ်မှုထမ်းတင်တန်းစင်းနဲ့ထုံထုံအင်အားလက်ယုံတက်နဲ့တိုက်ခိုက်ရေးတပ်များကထုံထုံအင်အားတွေပေါပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်ဒါအပြင်လက်တလောသိရှိထားရတဲ့အခြေအနေများအရာရှမ်းမြောက်ဒေသမှာရှိတဲ့စစ်ကောင်စီတပ်များဟာစစ်ရေးအရာအသင့်ပြင်ခိုင်းထားမှုများဆက်လက်ရှိနေစေဖြစ်ပြီးတော့2024ခုနှစ်စက်တဘာလ10ရက်နေ့ကအကြမ်းဖက်စစ်ကောင်ဆောင်မင်းအွန်လိုင်းဦးစီးပြီးတော့စတင်ခဲ့တယ် ရန်တိုင်းမင်းစစ်စင်ရေးဟာလဲရုတ်သိမ်းလိုက်တယ်ဆိုတဲ့သတင်းမကြားရပဲဆက်လက်ပြီးတော့တရှိနေသေးဖြစ်တယ်လို့သိရပါဗျ။နိုင်ငံတော်ဝန်မှရှိတဲ့လေကြောင်းတိုက်ခိုက်မှုများအတော့လေရင်အတက်အစဲတာဝန်ချထားမှုများမှလည်းရှမ်းမြောက်ဒေသ area ဟာဆက်လက်ပြီးတော့ပါဝင်နေသေးဖြစ်တယ်လို့လေးတဲ့သတင်းရေးမြစ်ကပြောပါတယ် MNDA ကလည်းလက်ရှိစစ်ကောင်စီနဲ့ယာယီအပြစ်ခတ်ရက်စဲထားတော့လဲ တိုက်ခိုက်သိမ်းပိုက်ထားတဲ့လာရှုံမျိုးကနေပြန်လည်ဆုတ်ခွာရမရှိဘူးလို့ MNDAA ရဲ့လာရှုံပြန်လည်ထူထောင်ရေးပြန်ကြားရေးအဖွဲ့ဝင်ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ ရှမ်းကရင်နီပြည်နယ်အဆက်မှာရှိတဲ့မိုးပြိုင်မြို့မှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့မြို့ကိုပြန်လည်ရရှိရေးအတွက်စစ်ကောင်စီကထိုးစစ်ကိုအချိန်မြင့်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ဟာဇန်နဝါရီလ19ရက်နေ့ကနေစပြီးတော့လေကြောင်းလက်နက်ကြီးပစ်ကူများစွာအပါအဝင်မြေပြင်အင်အား300ခန့်နဲ့ကရင်နီပူးပေါင်းတိုက်ရဲခံစစ်ကိုကျော်ဖြတ်ရန်ကြိုးပမ်းနေတယ်လို့သိရပါတယ်။မနေ့ကဇန်နဝါရီလ22ရက်နေ့တိုက်ပွဲမှာတော့ရဲဘော်တချို့ဒဏ်ရာရတာတွေရှိတယ်။တအူးကြသွားတယ်။စစ်ကောင်စီဘက်ကလည်း၄-၅ယောက်လောက်တေးတယ်လို့မြေပြင်မှာရှိတဲ့ရဲဘော်တအူးကသတင်းပေးပို့ပြောကြားထားပါတယ်။ ဝိုးပြဲမြို့ရဲ့အနောက်ဘက်ခြမ်းမှာရှိတဲ့ကရင်နီတပ်ပေါင်းစုထိန်းချုပ်ထားတဲ့နေရာများကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့၎င်းကအသိပေးထားပါတယ်။ရှမ်းကရင်နီပြည်နယ်နေဆက်တနေရာမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲတွေပြင်းထန်နေပြီးတော့ကယ်ဆယ်ရေးတပ်ဖွဲ့အနေနဲ့ဆေးဝါးနဲ့လောင်စာဆီများလိုအပ်နေကြောင်းဝိုးပြဲ PDF Rescue Team MPRT ကဇန်နဝါရီလ22ရက်နေ့မှာထုတ်ပြန်ထားပါတယ်ဒီလမကုန်ခင်မိုးပြဲကိုပြန်ထိန်းချုပ်ဖို့အတွက်အမိန့်ပေးထားတယ်လို့သိရတယ်မနေ့ကဆိုရင်လေပေါင်900ဘုံတွေမိုးပြဲကိုကျဲတယ်ဖဲကုံနဲ့လွိုက်ကောအခြေဆိုင်တက်တွေကနေပြီးတော့ လက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတယ်လို့ကရင်နီစစ်ဘက်သတင်းရင်းမြစ်ကပြောကြားထားပါတယ်။မိုးပြန်းမြို့ပြန်လည်ထိန်းချုပ်ရန်ကြိုးပမ်းရမှာကရင်နီတပ်ပေါင်းစုကမိုးပြန်းမြို့အခြေစိုက်ခမာရ၄နှစ်နဲ့တရင်ဘက်မှာပိတ်ဆို့ထားကတက်လာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်မှုကြောင့်နှစ်ဖက်အကြမ်းဆုံးများနေတယ်လို့စစ်ကောင်စီဝါဒဖြန့်သူတချို့ကဖြန့်ဝေလျက်ရှိပါတယ်။ ်မိုးပြဲတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ကရင်ပြည်တပ်ပေါင်းစုဘက်ကထုတ်ပြန်ခြင်းနဲ့တရားမှတ်ချက်တော့မပြုသေးဘူးလို့တွေ့ရပါတယ်2023ခုနှစ်နိုဝင်ဘာလကကရင်ပြည်တပ်ပေါင်းစုရဲ့တလေးလုံးဆက်ဆင်ရေးမှာမိုးပြဲမြို့ကိုထိန်းချုပ်နိုင်ခဲ့ကစစ်ကောင်စီဘက်ကလွန်ခဲ့တဲ့နှစ်လကျော်ကစပြီးတော့ထိုးစစ်ဆင်လာတဲ့အတွက်ကရင်ပြည်တပ်ပေါင်းစုကခုခံကာကွယ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ဇေယျသီရိမြို့နယ်ကာကွယ်ဦးစီးချုပ်ယုံစစ်ယုံအနီး ပင်လောင်းလမ်းဆောင်ထိပ်ရန်ကုန်မန္တလေးလမ်းဟောင်းဘေးတစ်တက်ရွာမျက်နှာစာမှာရှိတဲ့စစ်အရာရှိများနဲ့အငိမ့်သားများပိုင်ဆိုင်တဲ့ဆိုင်ကန်းတဲ့နေအိမ်များကိုအကြမ်းစစ်ကောင်စီကဖျက်သိမ်းပေးရန်မိန့်ထုတ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်၂၀24ခုနှစ်ဒီဇင်ဘာလပိုင်းကစတင်ပြီးတော့နေပြည်တော်စစ်ရုံးအနီးတစ်တက်ရွာမျက်နှာစာမှာရှိတဲ့စစ်အရာရှိများနဲ့အငိမ့်သားများပိုင်ဆိုင်တဲ့ဆိုင်ကန်းတဲ့နေအိမ်များကိုစစ်ကောင်စီရဲ့အတွင်ရေးမှူး ဘိုးချုပ်ကြီးအောင်လင်းတွေးရဲ့လက်မှတ်နဲ့ဖြတ်သိမ်းပေးရန်အမိန့်ထုတ်ထားခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီဖြတ်သိမ်းပေးရန်အမိန့်ထုတ်ထားတဲ့နေအိမ်နဲ့ဆိုင်ကမ်းများဟာနှစ်ပေါင်း20နီးပါးကြာမြင့်စွာတရှိခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းမဆက်တကရော်ကြီးတစုံတရာပေးခြင်းမရှိဘဲနဲ့ဖြတ်သိမ်းခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီညင်းနေရများကိုစစ်တကအရာရှိများအငိမ့်သားများကလဲဆဲဝင်ကြီးဟောင်းမြင့်လိုက်အကွက်ဖော်ပြီးတော့ရောင်းချခဲ့တဲ့အချိန်ကဝယ်ယူခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ လက်ရှိအချိန်မှာတချို့နေအိမ်နဲ့ဆိုင်ကမ်းများဟာစတင်ဖြတ်သိမ်းနေပြီးတော့အကြမ်းမဲ့စစ်တပ်နဲ့ပတ်သက်ဆက်နွယ်သူတွေဖြစ်တဲ့အတွက်ကြောင့်ရောကြီးတစုံတရာမရတာကိုကျေနပ်မှုမရှိတော့လဲထုတ်ဖော်ပြောဆိုခြင်းမရှိဘဲနဲ့အစာအုပ်များကိုပါဖြိုဖျက်ပြီးတော့ရွှေပြောင်းရန်လှုံ့ဆော်နေကြတယ်လို့သိရပါဗျ။နေပြီးတော့စီယုံအနီးတစ်တက်ရွာမျက်နှာစာအစာအုပ်တွေအလုံးဖြတ်ပေးရမယ်လို့အမိန့်ထွက်လာလို့စာပြီးတော့ဖြတ်နေကြပါပြီ။စားတော့ဆိုင်တွေတဲကိုကန်းနေနဲ့လူနေတိုက်တာအိမ်တွေအားလုံးပဲအမိန့်စာကိုဗိုလ်ချုပ်ကြီးအောင်လင်းတွေကလက်မှတ်ထိုးပြီးထုတ်တယ်လို့သိရတယ်။ အဖက်ခံရတဲ့နေအိမ်တိုက်တာဆိုင်ကန်40နီးပါးရှိပြီးတော့ရော်ကြီးတစုံတရာမရဘူးလို့သိရတယ်အဖက်ခံရတဲ့အိမ်ပိုင်ရှင်တွေအားလုံးနီးပါးကစစ်တပ်ကအရာရှိတွေနဲ့အငိမ့်သားတွေလဲဆဲဝင်ကြီးမြင့်လိုက်အကွက်ဖော်ရောင်းခဲ့တဲ့အကွက်တွေလို့သိရတယ်ဖြတ်ဖို့စာကြတာကတော့နှစ်လနီးပါးရှိနေပြီအဖက်ခံရတဲ့ပိုင်ရှင်အများစုကစစ်တပ်ဘက်ကဆိုတော့ဘာမှအတန်မထွက်ရဲကြဘူးလို့တက်တွင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်အဲ့ဒီဆိုင်ကန်းနဲ့နေအိမ်များကိုလုံခြုံရေးအကြောင်းပြချက်နဲ့ဖယ်ရှားခိုင်းခြင်းဖြစ်ပြီးတော့တပ်မိသားစုများနေထိုင်တဲ့နေရာများဖြစ်တာကို တိတိကြီးနဲ့ကိုစစ်ကောင်စီကဖျက်သိမ်းခိုင်းနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့တောင်ကလာပါမြို့နယ်ငားရက်ကွက်ကပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတဲ့အသက်19နှစ်အရွယ်ကိုခန့်ဟိန်အပါဝင်တငယ်ချင်း6ဦးဟာစစ်မှုထမ်းတင်တန်းဆင်းလာပြီးတဲ့နောက်ရခိုင်ပြည်နယ်ရှေးတန်းစစ်မြေပြင်ကိုပို့ဆောင်ခံရကပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် 2024ခုနှစ်အောက်တိုဘာလမှာတောင်ကလာပါမြို့နယ်ငားရက်ကွက်မှာနေထိုင်တဲ့အသက်16နှစ်အရွယ်ကိုခန့်ဟင်းအပါဝင်လူငယ်6ဦးဟာနေအိမ်ရှိမှာဂိမ်းထိုင်ဆော့နေတဲ့အချိန်အကြမ်းမဲ့စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။အကြမ်းမဲ့စစ်ကောင်စီတပ်ဟာလူငယ်6ဦးကိုဖမ်းဆီးပြီးတဲ့နောက်ခမရ435 436တည်ရင်တဲ့ကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်။အဲ့ဒီကနေမှတဆင်ဘရင်အောင်စစ်ကြောရေးတပ်ကိုပို့ဆောင်ခဲ့ပြီးတော့နောက်ဆုံးမှာလဲကူးမြို့နယ်မှာရှိတဲ့ စစ်မှုထမ်းတင်တန်းကြောင်းကိုပို့လိုက်တယ်လို့သိရပါဗျ။စစ်မှုထမ်းတင်တန်းတက်ရောက်နေတဲ့အချိန်မိသားစုဝင်များနဲ့တွေ့ဆုံခွင့်မပေးဘဲစစ်တင်တန်းတက်ပြီးတဲ့နောက်တပတ်အကြာမှာအဲ့ဒီလူငယ်တွေကိုရခိုင်ကိုပို့လိုက်တယ်လို့သိရပါဗျ။စစ်တပ်ကလူငယ်6ဦးကိုလေရင်နဲ့ရခိုင်ပြည်နယ်ကိုပို့ဆောင်ခဲ့ပြီးတဲ့နောက်အဆက်အသွယ်ပြတ်တောက်သွားတယ်လို့ပြောပါဗျ။အဲ့ဒီလူငယ်6ဦးဟာရခိုင်ရှေ့တန်းစစ်မြေပြင်တိုက်ပွဲတွေမှာလည်းထိခိုက်ဒဏ်ရာရရှိထားတယ်လို့ဆက်သွယ်ပြောဆိုလာပြီးတဲ့နောက်လုံးဝအဆက်အသွယ်မရတော့ဘူးလို့ပြောပါဗျ။ ကိုခန့်ဟင်းကလွန်ခဲ့တဲ့နှစ်လကျော်လောက်ကတောင်းကြပါ9ရက်กว่าမှာပေါ်တာဆွဲခံလိုက်ရတာပါအသက်က16နှစ်ပဲရှိသေးတယ်သူတို့တိုက်အောင်မှာတင်အကြီး6ယောက်စုပြီးတော့ဂိမ်းဆော့နေတဲ့အချိန်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတာ6ယောက်လုံးကိုညာရင်းချင်းတောင်းကြခမရ436တိုင်ရင်တဲ့ကိုခေါ်သွားတယ် အဲ့ဒီကနေဘရင်တော်စစ်ကြောရေးတက်ထဲကိုပို့တယ်ပြီးတော့လဲကူးမှာစစ်တပ်နဲ့တက်ခိုင်းတယ်သူတို့ကိုတင်းတန်းစစ်မဲ့နေမှာမနာစိုးကြီးကလေးကမျက်လုံးကိုပိတ်ပြီးတော့လေရင်နဲ့ရခိုင်ကိုပို့လိုက်တယ်လို့ပြောတယ်ကလေးတွေမှာလည်းရင်ဘတ်နဲ့ပေါင်ရင်းတွေမှာကြည်စံထိထားတယ်လို့ပြောတယ်ဘာမှလည်းမစားရဘူးရေလည်းမတောက်ရတာ၅ရက်ရှိပြီလို့ဖုန်းနဲ့လှမ်းပြောတယ်အဲ့ဒီနောက်ပိုင်းမှာတော့ဖုန်းဆက်သွယ်ပြတ်သွားတယ် အခုတော့လူငယ်တွေပျောက်ဆုံးနေတယ်လို့မိဘဆွေမျိုးများနဲ့နှိစတဲ့သတင်းရင်းမြစ်ကရှင်းပြထားပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးသွားတဲ့အသက်16နှစ်အရွယ်ကုခန့်ဟင်းအပါအဝင်လူငယ်6ဦးဟာစင်ရဲနွားမသူများဖြစ်ပြီးတော့တားဖြစ်သူများနဲ့အဆက်အသွယ်ပြတ်တောက်နေကစစ်တပ်ကလည်းတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့အတွက်မိဘဆွေမျိုးများဟာစိတ်ပူပန်နေကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ဒဂုံမြို့တဲ့တောင်ပိုင်းမြို့နယ်မှာအုတ်ချုပ်ရဲမှုမျိုးသူရဝင်းတဲ့ပြူစော်ဒီများကဗန်ဒူလာအငှားအင်ယာကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးငွေညစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒဂုံမြို့တဲ့တောင်ပိုင်းမြို့နယ်အမှတ်၁၄၁မြင်းဆောင်နှစ်ရက်ကွက်အတွင်းမှာရှိတဲ့ဗန်ဒူလာအငှားအင်ယာမှာအုတ်ချုပ်ရဲမှုမျိုးသူရဝင်းဦးဆောင်တဲ့ပြူစော်ဒီကိုကိုအောင်စုစုဝေတီရာတတဖိုးသားခင်မောင်အင်းနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများက တိုက်ခန်းနေလူငယ်များကိုစစ်မှုထမ်းရန်အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးဝင်ရခြင်းအစင်းစစ်ဆေးတဲ့အချိန်မှာပြည်သူများကိုအကြောင်းမဲ့ဖမ်းဆီးခြင်းလူငယ်အများစုကိုအဓမ္မရိုက်နှက်ဖမ်းဆီးပြီးတော့ငွေကြေးတောင်းရန်ခြင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ဒါ့အပြင်အုတ်ချုပ်ရေးမှုမျိုးသူရဝင်းဟာအိုအိမ်ဝန်ထမ်းဦးစီးမှုရုံးအုပ်တီလာစဉ်ဝင်းနိုင်ထွန်းထွန်းနဲ့ပူးပေါင်းပြီးတော့ ၎င်းတို့ထံကနေပြီးတော့ဝယ်ယူခြင်းမရှိတဲ့ပိုင်ရှင်များကနေတစင်းငှားရမ်းထားတဲ့တိုက်ခန်းများကိုလည်းလိုက်လံပိတ်သိမ်းခြင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။၎င်းတို့ရဲ့လှုပ်ဆောင်မှုများကိုကန့်ကွက်ပါကစစ်တပ်ကိုခေါ်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးကစစ်ထဲထည့်မယ်ဆိုပြီးတော့ချိန်ချောင်းနေတယ်လို့သိရပါတယ်။ရက်ွက်အုပ်ချုပ်ရေးမှုမျိုးတူတာဝင်းနဲ့ပြူစောတိတွေကစစ်ခွေးတွေနဲ့ပူးပေါင်းပြီးတော့ဘန်ဒူလာအငှားအင်အားထဲမှာ တိုက်ခန်းမှာနေနေတဲ့လူငယ်တွေကိုစစ်မှုထမ်းဖို့အတွက်အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးငွေညစ်တာအဲစင်းစစ်ဆေးတဲ့အချိန်မှာပြည်သူတွေကိုအကြောင်းမဲ့ဖမ်းဆီးတာလူငယ်တွေကိုအဓမ္မရိုက်နှက်ဖမ်းဆီးပြီးတော့ငွေကြေးတောင်းရတာတွေကိုလှုပ်ဆောင်နေပါတယ်နောက်ပြီးတော့အိုးအိမ်ဝန်ထမ်းဦးစီးမှုရုံးအုပ်ဒေါ်တီတာဇင်နဲ့ဦးဝင်းနိုင်ထွန်းတို့ကလည်းရောင်းစားထားပြီးတော့တဆင့်ငားရထားတဲ့တိုက်ခန်းတွေကိုလိုက်ပိတ်တာတွေလုပ်နေပါတယ် တို့တို့ငွေကြေးယူထားတဲ့အခန်းတွေနဲ့ချဲထီရောင်းချတဲ့သူတွေအရက်နဲ့မူးယစ်ဆေးပြားရောင်းချနေတဲ့ပြူစောတိတွေကဝယ်ယူထားတဲ့အခန်းတွေကိုတော့လုံးဝမပိတ်ပါဘူးလို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ်။အလားတူပဲရန်ကုန်မြို့တိုက်ကြီးမြို့နယ်ဖိုးကောင်ချေးရွာအုပ်စုမှာအုတ်ချုပ်ရဲမှုတိမ့်ထုံအောင်က စစ်မှုထမ်းခြင်းများကိုထပ်မံပြီးတော့တိုးမြင့်ကောက်ခံနေကြောင်းဒေသခံပြည်သူများကတိုင်ကြားထားပါတယ်။တိုက်ကြီးမြို့နယ်ဖိုးကောင်ချိရွာအုပ်စုအုပ်ချုပ်ရဲမှုတိန်ထွန်းအောင်ရာအိမ်မှုဖိုးထူတောင်အေးတင်ဆိုးနယ်တဲဖားတို့ကစစ်မှုထမ်းခြင်း2000ကနေပြီးတော့3000အထိတိုးမြင့်ပြီးတော့ကောက်ခံနေတယ်လို့ပြောဆိုထားပါတယ်။အဲ့ဒီရရှိလာတဲ့ငွေကြေးများကိုလည်းအုပ်ချုပ်ရဲမှုတိန်ထွန်းအောင်နဲ့ရာအိမ်မှုဆိုင်အိမ်မှုများကအချိုးကျခွဲတန်းယူနေကြတယ်လို့သိရပါတယ်။အုပ်ချုပ်ရဲမှုတိန်ထွန်းအောင်က အပတ်စဉ်ငွေကျပ်2300ကနေပြီးတော့3000အထိတိုးပြီးတော့ကောက်လာပါတယ်။အဲ့လိုမျိုးတိုးကောက်ပြီးတော့စစ်ခွေးတွေနဲ့ခွဲတန်းတွေယူနေကြပါတယ်လို့ဒေသခံပြည်သူတို့ကတိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီး ကျမ်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ